င်္ဂလာပါ TV ဖတ်ချက်ရဲ့ podcast အစီအစဉ်စတင်တော့မှာဖြစ်ပါတယ်ဒီတစ်ပတ်ပြောပြပေးသွားမှာတွေကတော့အိုးလှဆောတိတ်ဆုံးခဲ့ရမှုနဲ့ပတ်သက်ပြီးဖြစ်ဝင်နေတဲ့အကြောင်းအရာတွေမြင်းမူကဓမြတိုက်ခံရမှုဟာ PDF တွေလက်ချက်ဟုတ်မဟုတ်စတဲ့စစ်ဆေးချက်တွေကိုဒီ podcast ကနေနားဆင်နိုင်မှာပါကြပြားဆရာတူဦးလည်းဖြစ်တယ်လို့ဝိုင်းနိုင်ငံရေးသမားလည်းဖြစ်တဲ့ရခိုင်လူမျိုးဦးဦးလှဆောဟာမေလ9ရက်နေ့ကနေကွယ်လွန်ခဲ့တာပါ ဒီလိုကွယ်လွန်ခဲ့တာနဲ့ပတ်သက်ပြီးစစ်ကောင်စီလော်ဘီတွေဟာစစ်တပ်ကကြောက်တော်ကိုလေကြောင်းရှင်းလင်းလိုက်တုန်းကအိုးအိုးလှစောဒဏ်ရာရခဲ့ပြီးအဲ့ဒီဒဏ်ရာကိုကုသနေရင်တေဆုံးသွားခဲ့ရတာဆိုပြီးမေလ6ရက်နေ့တုန်းကဖြန့်ဝေခဲ့ပြီးဖြန့်ဝေမှုတွေဟာလည်းအတော်အသင့်များပြခဲ့ပါတယ်ဒီဖြန့်ဝေမှုတွေကို DB fact check ကစစ်ဆေးကြည့်တဲ့အခါမှာအိုးအိုးလှစောဟာ2023ခုနှစ်တုန်းကလေကြောင်းကင်ဆာကိုခံစားရသူဖြစ်ပြီး ဒီဝေဒနာကြောင့်ပဲကွယ်လွန်ခဲ့ရတာလို့ DVB နဲ့လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာသတင်းထုတ်ပြန်ထားပါတယ်။ရခိုင်ဝိုင်းနိုင်ငံရေးသမားတယောက်ဖြစ်တဲ့ဦးလာစောဟာမေလ9ရက်ည7:00နာရီလောက်ကနှာခေါင်းကင်ဆာနဲ့ကွယ်လွန်သွားခဲ့တယ်လို့သူနဲ့နှီးဆက်သူတွေစီကနေသိရပါဗျ။ဦးလာစောဟာကွယ်လွန်ချိန်မှာအသက်82နှစ်ရှိပြီဖြစ်ပြီးနှာခေါင်းကင်ဆာနဲ့ဆေးကုသမှုခံယူနေချိန်မှာတိတ်ဆုံးသွားခဲ့တာလို့ဦးလာစောရဲ့တပည့်တယောက်ကပြောပါဗျ။သတင်းတင်ဆက်မှုတွေဟာ ကွေလွန်သူဦးလှစောနဲ့နီးစပ်သူတွေကိုအတိပြုထားပြီးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ဒါကြောင့်ဦးလှစောရဲ့တေဆုံးမှုဟာစစ်တပ်ကလေကြောင်းရှင်းလင်းခဲ့တုန်းကဒဏ်ရာကြောင့်သာဖြစ်တဲ့လေကြောင်းကင်ဆာကြောင့်မဟုတ်ဘူးဆိုပြီးဖြန့်ဝေနေတာဟာသတင်းအမှားပဲဖြစ်ပါတယ်။နောက်ထပ်နားဆင်နိုင်မယ့်စစ်စစ်ချက်ကတော့မြင်းမှုမြို့မှာရွှေရည်ပစ္စည်းတွေကိုဓားမြတိုက်တာ PDF ဆိုပြီးစစ်တပ်လော်ဘီတွေကမေလ6ရက်နေ့ကဖြန့်ဝေခဲ့တာဟာ ဖြစ်ရမှန်ဟုတ်မဟုတ်ဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်။မြင်းမှုမျိုးပေါ်မှာ မေလ2ရက်နေ့ကကျက်သိန်း1000ခွဲကျော်တန်းတန်ဖိုးရှိတဲ့ရွှေတဲတွေဓမြတိုက်ခံရပြီးဓမြတိုက်သူတွေကိုတပ်တေကံပစ္စည်းတွေနဲ့အတူပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကဖမ်းဆီးရမိခဲ့တယ်လို့ DVB နဲ့လွတ်လပ်ပြင်းပြစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။ စကိုင်းတိုင်းမြင်းမှုမျိုးော်ကနေချက်သိန်း2000ခွဲကျော်တန်ဖိုးရှိတဲ့ရွှေတွေတွေဓမြတိုက်လာသူတွေကိုတက်တဲ့ကံပစ္စည်းတွေနဲ့အတူပြည်သူ့ကာကွယ်တပ်တွေကဧပြီလ1ရက် မိုးလယ်ပိုင်းလောက်ကဖက်စီယာမိခဲ့တယ်လို့သိရပါတယ်တိုက်ရပါပစ္စည်းတွေနဲ့အတူအသက်16နှစ်အရွယ်ပြည့်ဖြူအသက်20အရွယ်အောင်စိုးမိုးတဲမောင်အသက်29နှစ်အရွယ်အောင်စိုးမိုးတို့ကိုဖက်စီယာမိခဲ့တာပါ မြင်းမှုမျိုးပေါ်ကရွှေအေဂရစ်ရွှေဆိုင်ကိုဓမြတိုက်လာတဲ့သူတွေ AR မြစ်ကြောင်တိုက်ဆက်လီနဲ့လာတဲ့ဆိုတာသတင်းရတာကြောင့်စောက်ဆိုင်ဖန်စီယာမိခဲတာလို့မိုးရခိုင်အမှတ်ကိုတက်ရင်ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်ဓမြတွေရဲ့တိုက်ရပါပစ္စည်းတွေကိုရွှေဆိုင်ပိုင်ရှင်တွေကိုပြန်လဲအနှံပေးခဲ့ပြီးဖန်စီယာမိတဲ့ဓမြတွေကိုမြင်းမှုမျိုးနဲ့ပြည်သူလုံခြုံရေးအဖွဲ့ကိုဖွဲ့ပြောင်းပေးခဲ့တယ်လို့ဓမြတွေကိုဖန်စီယာမှာပါဝင်ခဲ့တဲ့ စစ်တေသားတဲ့ဗျူဟာအမှတ်64ကရုတ်တံဖိုင်နဲ့အတူသတင်းထုတ်ပြန်ခဲ့တာပါ။ဒါကြောင့်မြင်းမှုမျိုးမှာရွှေတဲ့ပစ္စည်းတွေကိုဓမြတိုက်တာ PDF ဆိုပြီးစစ်တပ်လော်ဘီတွေက မေလ6ရက်နေ့ကဖြန့်ဝေခဲ့တာဟာသတင်းအမှားပဲဖြစ်ပါတယ်။နေ့ရက်တိုင်းမှာပြန့်နှံ့နေတဲ့သတင်းတွေကိုအမှန်အမှားခွဲခြားနိုင်စေဖို့တစ်ဆက်ပေးနေတာပါ။ online ပေါ်ကသတင်းတွေကိုတွေ့တိုင်းချက်ချင်းလက်ခံလိုက်တာမျိုးမဟုတ်ပဲမိမိတို့ကိုယ်တိုင် fact check လုပ်ပြီးမှယုံကြည်ကြပါနော်။ မင်္ဂလာရှိတဲ့ညချမ်းအချိန်လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့အင်္ဂါဆုတောင်းပေးလိုက်ပါရရှင်။